ဒီနေ့ကတော့ကိုယ့်အိမ်ကိုလာတဲ့ဧည့်သည်တယောက်ကိုဘယ်လိုမျိုးကြိုးစားရမလဲဆိုတာဆရာသင်ပေးမယ်။စကားလုံးစားကြောင်းတိကျောင်းမှရှိတယ်။အသုံးနှုန်းတစ်ကလေးတွေပါမယ်။ vocabulary အစ်တော်မပါနိုင်ဘူး။ TV timing တွေကိုပဲတောင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဟာကတော့ pressure မရှိဘူး easy ပဲပေါ့နော်။ဒါမှမဟုတ်ဒီ video လေးခဏလေးကြည့်ပြီးတော့ကိုယ့်ဘာကိုပြောရလားဆိုတော့ဆက်ပြီးတော့ပြောကြည့်ပါဦး။ငါတို့ရဲ့အိမ်ကနေကြိုးစားပါတယ်။မင်းဒီမှာရှိနေတာကောင်းလိုက်တာကိုယ့်အိမ်လိုသဘောထားနော်။မင်းကိုတွေ့ရတာငါတို့ဝမ်းသာပါတယ်ဆိုရဲစားကြောင်းလေးကြောင်းကိုယ့်ဘာကိုအရင်ဆက်ပြီးပြောချင်ရင် video လေးကိုရိုက်လိုက်ပါ။ ဟုတ်ပြီကိုဘောင်ပြောပြပြလို့ပဲဆရာကြီးစပြီးတော့အဖြေတွေကိုပြောတော့မယ်အဲ့တော့အရင်ဆုံးပါလဲငါတို့ရဲ့အင်္ဂါနေကျိုးဆိုပါတယ်ကျိုးဆိုပါတယ်ဆိုတော့အင်္ဂလိပ်လိုတီပြီးသားလောက်ပြောရှင်းတာပဲဘယ်လိုခေါ်လဲဆိုရင် welcome လို့ခေါ်တယ် welcome ဆိုတာကျိုးဆိုပါတယ်ဘယ်အနေကျိုးဆိုလဲငါတို့ရဲ့အင်္ဂါနေ welcome to ငါတို့ဆိုတာကျွန်ုပ်တို့နဲ့တူရယ်ဆိုတော့ our ကဲဒီမှာတစ်ခုရှိတာကအိမ်ကို house နဲ့ home ဆိုပြီးနှစ်မျိုးရှိတယ် feeling လို့ခေါ်တဲ့ခံစားချက်တွေပါမယ် ဒီကိုခန်းစားချက်ဆိုတဲ့နေရာမှာအိမ်ကိုအစာအုပ်တစ်ခုလိုပဲမဟုတ်ဘဲနဲ့ retrieve ငါမှုတွေစသဖြင့်အဲ့လိုမျိုးသဘောမျိုးတက်ရောက်တယ်ဆိုရင်လည်း house ကိုမသုံးဘဲနဲ့ home ကိုသုံးနေတယ်ဒီမှာလည်းငါတို့ရဲ့အိမ်ကနေကျိုးစုပါရဲ့ဆိုတာငါတို့ရဲ့အိမ်ရဲ့ retrieve မှုတွေချစ်ချင်းမြတ်တာတွေကနေကျိုးစုပါရဲ့အထိလေးနေတယ်ဒီအစာအုပ်တစ်ခုကနေကျိုးစုပါရတယ်ဆိုတာနဲ့အဆင့်ထက်ပိုတယ်ပေါ့အဲကြောင့် house တက်ပါဖို့သုံးတယ်နဲ့ home ကိုသုံးတယ်နဲ့အဲတော့ welcome to our home ငါတို့ရဲ့အိမ်ကနေပြီးတော့ကျိုးစုပါရဲ့ဒါတော့ exclamation mark လေးပေါ့နော် full stop သုံးလို့ရပါတယ် မင်းဒီမှာရှိနေတာကောင်းလိုက်တာအရင်ဆုံးဘာဆက်ပြောမလဲဆိုရင် ကောင်းလိုက်တာကနေစပြောရမယ်ကောင်းလိုက်တာကိုဆက်ချက်မရှိတော့ it's good ကိုခလိုက်တယ် good တုံးလိုက်ရတယ် great တုံးလိုက်ရတယ်ဆရာက great တုံးလိုက်မယ် great ဒီကောင်းသောဆိုတဲ့ adjective adjective ဆိုရင်အမစ်စာရှိမှထည့်ရတယ်ဒါဒီ series ရဲ့ရှိမှအင်္ဂလိပ်စာအောက်သက်ကြည့်ဖို့ရှိရ30 series ဟိုဒီ speaking series ကလည်းဒါဒီနေ့ဆိုရင်နောက်တရက်ဆိုရင်ဒါပြီးရမယ်ဒါပြီးလည်းနောက်တစ်ကြိမ် writing series ကိုနောက်တစ်ခါကျတော့အင်္ဂလိပ်စာကျွမ်းကျင်ဖို့ series ကိုဆက်ပြီးတော့လာအောင်မယ်ဆိုတော့နေ့တိုင်းပုံမှန်လေးလေ့လာမယ်လေ့လာရဆိုတဲ့ညမှာစာအုပ်တုံးနဲ့တခြားလေးလေးမှတ်ထားဖို့တော့လိုတယ်အဲ့တော့ it is great ဘာဖြစ်နေရလဲရှိနေတာရှိတာဘယ်လိုခေါ်လဲဆိုရင် to have ဘယ်သူရှိနေရလဲမင်းရှိနေတာဆိုတော့ you sorry ဆိုတော့ a great to have you ဒီမှာဆို here ပေါ့နော်မြင့်ဒီမှာရှိနေတာငါတို့တို့ကောက်လိုက်တာ it's great to have you here နောက်တစ်ခုကိုယ်အိမ်လို့သဘောထားနော်ဒါလေးကတော့လိုကလေးချက်ထားမယ်သဘောရှိတယ်နော်ဘယ်လိုလေးလဲဆိုရင် make yourself သင်ကိုယ်သင်ဖြစ်စေပါဘယ်လိုဖြစ်စေလဲဆိုရင် at home လေကိုယ်အိမ်မှာလိုမျိုးဖြစ်စေပါဒီအတွဲလေးကတော့ချက်ထားတယ် make yourself at home မင်းကိုမင်းအိမ်မှာလို့သဘောထားပါမှတ်ထားမယ်အလုံးလုံးလေးပဲမင်းကိုတွေ့ရတာငါတို့ပါဖြစ်လဲ ဝမ်းတာပါတယ်အဲ့တော့ငါတို့ဆိုတော့ we ပေါ့ငါတို့ပျော်ရွှင်လဲဆိုတာလည်းရေးရလို့လို့ရတယ်ဒါပေမဲ့ we are glad ဆိုရဝမ်းတာလည်းသုံးရတယ်အဲ့တော့ we are happy ဒီမှာဘာလို့ msr ပါလဲဒါအတူတူရေးထားတာ ai အရင်ပြောအောင်နော် msr ဘာကြောင့်ပါလဲဆိုတော့သူ YouTube ပြောစရာမလိုဘူး happy the adjective တော့နဲ့ဆုံးတယ်ပျော်ရွှင်တော့ဒီပျော်ရွှင်ပါဒီဆိုရဲဟာဖြစ်ဖို့အတွက် msr ထည့်ရတာ we are happy ဘာဖြစ်ရတာလဲတွေ့ရတာ to meet လဲရတယ်ဒီနေရာမှာ see လဲသုံးလို့ရတယ်နော်အဲ့ we are happy to see ဘုသူ့ကိုလဲမင်းကိုဆို you ပေါ့ဒါဟာလောက်ပြောအောင် welcome to our home It's great to have you here. Make yourself at home. We are happy to see you. အားလုံးမျိုးတွေ့ရတာမှန်တာပါလေ။ကြည့်ထားဆိုရင်ဒီနေ့မှလည်းကိုယ့်အိမ်ကိုလာတဲ့ဧည့်သည်တယောက်အင်္ဂလိပ်လိုဂျိုးဆိုတက်ပြီးအဲ့လိုမျိုးလေးပုံမှန်ပြီးဆက်ပြီးတော့လေ့လာပါ။ဒီလိုပဲဆိုရင်လည်း level တစ်ခုတစ်ခုတက်သွားမှာပါ။ Fighter မှာနော်။